နှစ်ဦးမှာဒီမှာနှစ်ဦးမှာနှစ်ဦးမှာရှေးပေါင်းနှစ်ဦးတစ်ချင်မြောက်ကရှေးပေါင်းနဲ့အောက်ကတက်စီနဲ့ဒီရှစ်လို့ရိုက်တာပေါ့ဗျာနော်အဲ့လိုရှစ်လို့ရိုက်တာနဲ့သူ့ရဲ့ဘေးမှာတက်စီနှလုံးအထောင်ကြီးရှစ်လို့ထောင်တယ်ရှစ်လို့ထောင်ပြီးရတယ်သူ့အောက်မှာရှစ်တက်စီလို့ရိုက်တယ်ပေါ့ဗျာနော်ရှစ်သုံးချက်ရိုက်တာရှစ်သုံးချက်ရိုက်တယ်ပေါ့ဗျာနော်ဒီဒီသုံးလုံးရှစ်ဒီနှလုံးရှစ်ရှစ်ထိတ်ရှစ်ထိတ်လို့ရိုက်ပြီးရင်သူ့ရဲ့အောက်မှာ နောက်ပေါင်း9လို့ရိုက်တယ်ပေါ့ဗျာနောက်ပေါင်း9လို့ရိုက်တယ်နောက်ပေါင်းဒီကောင်ကစီနီယာတောင်းရပေါ့ဗျာနော်ဒီကောင်လည်းစီနီယာတောင်းပါဒီ3လုံးရှိသည်2လုံးရှိလို့ထောင်ပြရတယ်10ထိပ်ရိုက်တယ်သူ့ရဲ့အောက်မှာနောက်ပေါင်း9ရိုက်တယ်နော်ဒုတိယတကယ်အနေနဲ့ကဒုတိယတကယ်အနေနဲ့ကဒီမှာဒီကရှေပေါင်းနဲ့ထက်စီနဲ့ဒီခွန်လုံးနဲ့အဲ့လိုခွန်ဒီထိပ်တောင်းနှလုံးခွန်လို့ရိုက်တယ်ရိုက်ပြရတယ်ခွန်ထိပ်လို့ရိုက်တယ်ပေါ့ဗျာနော်ကိုထိတ်လိုက်ရိုက်တယ်ရိုက်ပြီးသူ့ရဲ့အောက်မှာဒီရှေပေါင်းနောက်ပေါင်းကိုပြီးတော့နောက်ပေါင်း30လို့ရိုက်တယ်နော်နောက်ပေါင်းကိုနောက်ပေါင်း30ရိုက်တယ်တတိယတစ်ခက်ကဒီမှာ ဒါဟိုနေ့က YouTube မှာကြည့်ပြီးသားတင်ငင်းရတော့ကြည့်ကြမှာမဟုတ်ဗျာနော်အဲ့ဒီကဘာညာဖျက်ချခံလိုက်ရလားဆိုတော့ကျွန်တော်ပြန်ပြပြလိုက်ပြတယ်။ဒီချင်းမျိုးကရှေပေါင်းနဲ့ထဲစီနဲ့အောက်ကထဲစီနဲ့ဒီရှစ်ခုပြီး6လောက်တော့တယ်။အဲ့ဒီ6ကြောင်းထဲကြောင်နှလုံးဒီ6လို့ထောင်းတယ်။ထောင်းပြီးရတယ်6ထဲစီရိုက်တယ်ပေါ့ဗျာနော်။ရိုက်ပြီးရတယ်သူ့ရဲ့အောက်မှာရှေပေါင်းနောက်ပေါင်းကိုနောက်ပေါင်း10ပြီးတော့နောက်ပေါင်း11လို့သူရိုက်တယ်ပေါ့ဗျာနော်။ဒါဒီဒီဒီဆိုင်ဒီဆိုင်ကိုပြန်တောင်းလိုက်အောင်အဲ့တော့ကျွန်တော်ကလည်းကြီးနေတာ။ ။အဲဘေးဘောကတကယ်ချင်းညအားလုံးမင်္ဂလာပါဗျာနော်။ကျွန်တော်မရောက်ကြလဲကြာပြီမတွေ့ရကြာပြီ။ line နေမကောင်းလို့ဗျာနော်။အဲ့တော့ဒီ၃လုံးရှင်းရှင်းတာနဲ့ဘေးနားမှာသေးသေးနှလုံးကြီးရှင်းလို့ထောင်းမယ်။ထောင်းပြီးသူ့ရဲ့အောက်မှာရှင်းထိတ်လို့ရတယ်ဗောနော်။ရှင်းထိတ်ရပြီလားနဲ့၃လုံးရှင်း၂လုံးရှင်း၃လုံးရှင်းရပြီလားနဲ့သူ့ရဲ့အောက်မှာနောက်ပေါင်းကိုဗျာနော်။ဒီနေ့ပြောရမယ်ဒီရှင်းနေအဲ့ဒီနောက်ပေါင်းကိုနဲ့ဒီခုံလို့ရိုက်သွားတာဖြစ်တဲ့အတွက်သူ့ရဲ့ဆောင်းမှာကျွန်တော်တို့ကခုံတစ်လုံးတက်ရိုက်။နော်။ line ရအဲ့လိုမျိုး ီရှစ်ထိန်နဲ့နောက်ပေါင်းခွန်နဲ့ဒီခွန်လို့ဖြစ်တယ်တော့ဗောနသူစောင်းမခွန်တလုံးတက်ရိုက်တယ်အဲ့လိုရိုက်တဲ့အတွက်သူ့ရဲ့နှစ်ထင်းမှာအဲ့ဒီကျွန်တော်တို့ကင်ထားတဲ့ frame က shift frame ဖြစ်တဲ့အတွက်အဲ့ shift ဒီနောက်ဘိတ်ထိုင်လိုက်ပြီးတော့ねအဲ့ခွန်အတန်းနဲ့ဆိုတော့ break ခွန်နဲ့ရှင်းနောက်ဘိတ်ခွန် break ဆိုတဲ့ဟာကိုရိုက်တယ်ဗောဗျာနော်ရိုက်ပြီးနောက်နှစ်မှာပဲသူ့ရဲ့နောက်နှစ်မှာခွန်ရဲ့ power အဲ့ break ခွန်ရဲ့ power ဒီ break နှစ်ဒီခွန်တလုံးပိုင်းပါတော့လေးခွန်တဲဆိုတဲ့ခဏတက်ကွက်ကိုသူကပုံစံသူချပေးတယ်ဗောဗျာနော်ဒါ frame ကဒုတိယတက်ကွက်သွားအောင်ဒုတိယတက်ကွက်ကလည်းဒီ၃လုံးခွန်ဒီ၂လုံးခွန်လောက်ထောင်ပြီးတော့ခွန်ထိတ်အဲ့လိုခွန်ထောင်လိုက်တယ်ထောင်ပြီးအောက်မှာနောက်ပေါင်း၁၀ဗောဗျာနော် တနည်းပြောမယ်ဆိုဒီခွန်နဲ့ဒီခွန်နဲ့နောက်ပိုင်းတက်ဆင်းတဲ့ဒီခွန်တို့ရိုက်သွားတယ်ဖြစ်တယ်သူ့ရဲ့ဇောင်းမှာကျွန်တော်ကခွန်တလုံးတက်ရိုက်တယ်ခွန်တလုံးရိုက်လိုက်တဲ့အတန်းကြောင့်ဘောနော်အဲ့ဒီနှစ်ထဲမှာကျွန်တော်ခွန်ဖရိတ်ဖြစ်ချင်းကြောင့်ခွန်နောက်ပိုင်းနဲ့ဘရိတ်ခွန်ဆိုတာသူကဆော့ပါတယ်ဆော့ပြီးတာနဲ့အဲ့ဒီဘရိတ်ခွန်ရဲ့ပါဝါဘရိတ်နှစ်ဆိုတဲ့ကောင်းဒီဒီလေးတစ်ခွန်ဆိုတဲ့ကဏ္ဍတစ်ခုပဲထုံချပေးတယ်ဗောဗျာနော်ခွန်တလုံးပါတော့အဲ့ဒီထပ်ပြရတယ်เนาะကျွန်တော်တတိယကက်သွားလိုက်အောင်တတိယကက်ကလည်းဒီမှာဒီ၃လုံး6တိတ်တော်နှလုံး6 6ထိပ်အဲအဲ့လို၃လုံး2လုံး3လုံး6ထိပ်ဖြစ်သွားပြီလားနဲ့သူ့ရဲ့အောင်မှာနောက်ပေါင်း9နောက်ပေါင်း10ပြီနောက်ပေါင်း17ရိုက်တယ် ။အနည်းအားဖြင့်ဒီ6ထိတ်နဲ့အဲ့နောက်ပေါင်းတင်းနဲ့ဒီခွန်ဖြစ်သွားတဲ့အတွက်သူ့ရဲ့ဇောင်းမှာကျွန်တော်တို့ဒီခွန်တလုံးတက်ရိုက်တယ်။ခွန်တလုံးတက်ရိုက်ပြီးရတယ်အဲ့ဒီနှစ်ထင်းမှာအဲ့ဒီခွန်ပရိသီရောဖရိန်ရာ6နောက်ဘိတ်6ဖရိန်ဖြစ်တဲ့အတွက်6နောက်ဘိတ်ပိုင်းတင်းနဲ့ဗရိတ်ခွန်ကိုတကွာကိုအဲ့လိုမျိုးသူကရိုက်ဆော့တယ်ပေါ့ဗျာနော်။ဆော့ပြီးရတယ်သူ့ရဲ့နှောင်းနှင်းမှာပဲအဲ့ဒီဗရိတ်ခွန်ရဲ့ပါဝါဗရိတ်နှစ်ဆိုတဲ့ကဏ္ဍကိုဒီ၄တိခွန်ဆိုတဲ့ကဏ္ဍကိုတကွာကိုသူကတုံးဖြုတ်ချလိုက်တယ်နော်။ဒါစိုက်ကတိတိရပါပြီ။အမှရပြီရတယ်အမြင်မဲ့သွားမယ်ဗျာနော်လိုင်းမကောင်းတဲ့အတွက်။အဲ့တော့ပြောနေတာကကျွန်တော်ကအဲ့ချိန်မှာဒီစာကြီးကိုပြန်ပြီးတော့တက်သွင်းတော့မှာဖြစ်တယ်။ ဒီ3လုံး8ဒီ2လုံး8လို့ထောင်းလိုက်8ထိတ်လို့ထောင်းလိုက်တယ်ကြားလိုက်တဲ့အဲ့8တေကသူ့ရဲ့တစ်နှစ်ကျော်မှာ8ထိတ်စီဒီပထမဆုံးစရိုက်တာအဒီမှာ2ကြိမ်မြောက်မှာစရိုက်တယ်2ကြိမ်မြောက်မှာပထမဆုံး8ထိတ်ကိုသူကပြန်ပြီးပေါ်ပြီးတယ်ပေါ့ဗျာနော်ပေါ်ပြီးလိုက်တာနဲ့ဒီ3လုံးဒီသူက8ပိုင်းဒီနဲ့သူကကိုွေပြီးတော့ဆဲခွက်ဆိုင်နေတဲ့ဟိုကွက်တီပေါ်လာမှာဖြစ်တယ်ဟောလာဒီ3လုံးကိုွေခဲ့တဲ့8ကသူ့ရဲ့နှုတ်တစ်နှစ်မှာဗရိတ်8လို့ပြန်ဆောတဲ့အချိန်မှာ8ထိတ်ပိုင်းဒီနဲ့ဗရိတ်8ကိုသူကလို့ဆောတယ်ပေါ့နော်ဒါသူ့ရဲ့လုံဆောင်ချက်ဒါပဲအဲ့တော့ဒီလောက်ပဲပြန်ပြောပါဗျာနော်နောက်တစ်ခါခုံလှဲ့ ဒီ၃လုံးခုံဒီထိတ်တော့၃လုံးခုံဖြစ်ပြီးတော့ခုံထိတ်ရိုက်သွားတယ်အဲ့ဒီခုံကသူ့ရဲ့တနှစ်ကျော်မှာခုံထိတ်လို့ပြင်ကြတဲ့အချိန်မှာခုနက၈ထိတ်က၂ချိန်မြောက်မှာအခုခုံထိတ်ဒီ၃ချိန်မြောက်မှာကြာမယ်တိကျကြတယ်ပေါ့ဗျာနော်အဲ့လိုကြာတဲ့အချိန်မှာလည်းဒီနောက်ဒီလို၃လုံးဒီရှစ်လိုပိုင်းဒီခွေပြီးတော့ဆက်ကွက်ဆိုင်နေသူကပထမဆုံးစကြလာတာဖြစ်တယ်အဲ့လိုခွေခဲ့တဲ့ဒီရှစ်ကလည်းသူ့ရဲ့နောက်တစ်နှစ်မှာဗရစ်ရှစ်ရိုက်တဲ့အချိန်မှာဗရစ်ရှစ်ဒီတစ်ထိတ်ပိုင်းဒီနဲ့ဗရစ်ရှစ်ကိုသူကစော့ခဲ့ရဖြစ်ရမယ်အဲ့လိုစော့ခဲ့ရတယ်ပေါ့ဗျာနော်တတိယကျွန်တော်တို့စိုက်ကိုသွားလိုက်အောင်တတိယစိုက်ကလည်းတတိယစိုက်ကလည်းဟိုပါပေါ့ဗျာနော်အဲ့ တတိယဆိုက်ကလည်းကျောင်းကဒီ3လုံး6 6ဒီထိထောင်နှလုံး6လို့ထောင်တယ်ထောင်ပြီးတော့6ထိကြတယ်3လုံး6နှလုံး6တလုံး6ဒီတစ်နှစ်ကျော်မှ6ထိလို့ပြန်ရိုက်မြဲအချိန်မှာသူဘာမှရိုက်မှာလေနှစ်ကြိမ်၃ကြိမ်ပြီးတော့၄ကြိမ်မြောက်မှာသူအတိအကျပဲပထမဆုံးပေါ်လာမှာဖြစ်တယ်ပေါ်လာနော်ခိုင်းရသိခန့်ကြည့်ပြန်နော် ပေါ်လာတော့လည်းအပေါ်အခါနဲ့သူ့ရဲ့နောက်ပေါင်းနဲ့ဒီရှစ်လို့ခိုင်းသေးဖြစ်ပြီးဆက်ကွက်ဆိုင်နေတဲ့ပေါ်လာမှာဖြစ်တယ်အဲ့လိုအောင်ခဲ့ပြီဆိုရင်သူ့နှောင်းနေမှာဒီ3လုံးခွေခဲ့တဲ့ရှစ်ကလှုပ်လှုပ်တယ်ဘယ်လိုလှုပ်လဲဗရစ်ရှစ်လို့ပြန်ရိုက်တဲ့အချိန်မှာတစ်ထိပ်ပိုင်းနဲ့ဗရစ်ရှစ်ကိုသူကအဲ့လိုမျိုးအောင်ပြခဲ့ပြီဖြစ်တယ်နော် ဒီ၈ခွန်း၆ဇလန်းနဲ့ပဲကျွန်တော်ကနှစ်တိုင်းကိုဆော့လာရပြောနော်နှစ်တိုင်းဆော့လာပြီးတော့ကျွန်တော်ဒီရောက်တဲ့နှစ်ကိုသွားတော့မှာဖြစ်တယ်အဲ့ဒီတော့မှဖြစ်တဲ့အတွက်တော့ဒီ3လုံး8ဒီ2လုံး8လို့ထောင်းတယ်8ထိပ်လို့ကြာပြီသူကတစ်နှစ်ကြာမှာ8ထိပ်ဒီဒီ3လုံး8လို့ကွဲပြီးတော့2ကြိမ်မြောက်မှာတိကျကြာတယ်အဲ့ဒီ8ကဒီ8ကသူကနောက်တဲ့တစ်နှစ်ကြာမှာ break 8လို့စပြီးတော့ break 8လို့ဆော့တယ်ပေါ့ဗျာနော် break 8ဆော့တယ်မယ် break 8ဒီ၄ခါပိုင်းဒီနဲ့ break 8လို့သူဆော့ခဲ့တယ်တစ်ခွက်ဆော့ခဲ့မယ်ပေါ့ဗျာနော်အဲ့လိုဆော့ရဲဘယ်မှာဆော့မှာလဲ၄ခါပိုင်းဒီကိုကျွန်တော်ကယူလိုက်မှာဖြစ်တဲ့အတွက်သူက၄ break ပဲပြီးမှာဆော့ရမှာဖြစ်တယ်အဲ့ဒီ၄ break ပဲပြီးမှာ လေခါပိုင်တင်နဲ့ကျွန်တော်ရဲ့ရှစ်ဖရင်ကြီးရာပရိရှိကိုစဆော့ခဲ့တာဖြစ်တယ်ပေါ့နော်အဒုတိယတစ်ခက်ဒုတိယတစ်ခက်ကဘယ်နှမှာလဲဒုတိယတစ်ခက်ကဒီ၃လုံးဒီခွန်၂လုံးဒီခွန်၃လုံးခွန်ဒီသူ့ရဲ့တစ်နှစ်ကျော်မှာခွန်ထိတ်ကို၃ချိန်မြောက်မှာဒီလို၃လုံးရှစ်ပိုင်တင်နဲ့ကြာခဲ့ပြီးတော့ဒီဖရင်ခွန်ဒီသူ့ရဲ့နောက်တစ်နှစ်ကျော်မှာခွန်ပရိလို့ပြင်ထွက်တဲ့အချိန်မှာပေါ့ဗျာနော်ခွန်ပရိထွက်တဲ့အချိန်မှာလေခါပိုင်တင်နဲ့ခွန်ပရိဒီတပွဲဆော့ရမယ်အဲ့လိုဆော့တဲ့အချိန်မှာလေခါပိုင်တင်ကျွန်တော်ယူထားတာဖြစ်တဲ့အတွက်ပရိ၄ရဲ့ဘေးမှာပဲဆော့ရမှာဖြစ်တယ်ဒီ၄ရဲ့ဆော့ရဘေးမှာဆော့ခဲ့တာဖြစ်တယ်ပေါ့ဗျာနော် အဲဒါဆိုရင်ငိုတတိယကက်ကိုသွားလိုက်အောင်တတိယကက်ကလည်းဒီ3လုံး6ဒီ2လုံး6ပြီးတော့3လုံး6လို့ဖြစ်တယ်အဲ6ကလည်းသူ့ရဲ့တစ်နှစ်ကျော်မှာ6ထိပ်ကို4ချိန်မြောက်မှာစရရတယ်2ချိန်3ချိန်4ချိန်ဆိုပြီးအတိအကျရိုက်လာပေါ့ဗျာရိုက်တဲ့ချိန်မှာဒီ3လုံး8လို့ကိုယ်ပြီးရိုက်ခဲ့တာဖြစ်တယ်ရိုက်ခဲ့တာဖြစ်တဲ့တော့ဒီကျွန်တော်ယူခဲ့တဲ့6ပြိန်ကသူ့ရဲ့နောက်တစ်နှစ်ကျော်မှာ6ပြိန်လို့ဆော့တဲ့ချိန်မှာ6ပြိန်6ပြိန်လို့ဆော့တဲ့ချိန်မှာ၄ခါပိုင်းတင်းနဲ့ပဲဆော့တယ်နော်၄ခါပိုင်းတင်းနဲ့ဆော့တယ်ဆော့တယ်၄ခါပိုင်းတင်းကိုယူထားတာဖြစ်တဲ့အတွက်ပြိန်၄ရက်ပြီးမှပဲသူဆော့ရမှာဖြစ်တယ် လေးရပြီးမှအဲ့လိုမျိုးဆော့ခဲ့တာဖြစ်တယ်ပေါ့ဗျာနော်ဒီ site ကိုဒီလိုမျိုးပူးလိုက်ပြီးဖြစ်တယ်အဲ့လိုကျွန်တော်ကြားလိုက်တယ်လို့နောက်ကနေလိုက်ပြရဟိုကလောကဟိုကမကောင်းတော့ဘူးဗျာနော်အဲ့တော့ရောက်ကဇလန်းကလာပြီးပေါ့ဗျာနော်အဲ့တော့ကြားလိုက်တယ်ပြတယ်ကျွန်တော်ပြတယ်ဟိုကလိုင်းရောင်းနဲ့ပြလိုက်ဟာနေမှန်အောင်မှန်လာဗျာနော်လိုင်းနေထက်သွားချင်းကြည့်ရတာရတာပြတယ်အားကြောင့်နော်အဲ့လိုမျိုးအဲ့လိုမျိုးဒီ၃လုံးရှိ၊၂လုံးရှိ၊၈ထိပ်၃လုံးရှိကတနည်းကြောင့်မှ၈ထိပ်ကိုဒီလိုပေါ်ခဲ့တယ်လို့ပဲ။နောက်တဲ့တနည်းကြောင့်မှ၈ပြိတ်တီ၊၄ခါဖိုင်တီနဲ့အဲ့လိုပေါ်ခဲ့တယ်။ အဲ့လေးကပိုင်နေတဲ့ရှေ့ပရိတ်ဒီလေးပရိတ်ကဘေးမှာပေါ်ခဲ့တာမှန်ရင်အဲ့ဒီနှစ်ထဲမှာထွက်မဲ့ထွက်တဲ့လေးနောက်ပိတ်နဲ့ကဏ္ဍတစ်ခွက်ပေါ့ဗျာနော်လေးနောက်ပိတ်နဲ့ကဏ္ဍတစ်ခွက်ဒီကျွန်တော်ကလေး frame ယူထားပြတယ်သူရှေ့နှစ်တက်ကလေးနောက်ပိတ်နဲ့ကဏ္ဍတစ်ခွက်ကို dash ရမှာဖြစ်တယ် dash ရမှာ dash ရမှာနော် dash ရမှာဖြစ်တယ်ဒါကကဏ္ဍကို dash ရမှာဖြစ်တယ်ဒါဆိုဒုတိယတစ်ခွက်ကိုတွားလိုက်အောင်ဒုတိယတစ်ခွက်ကဒီ၃လုံးခွန်ဒီ၂လုံးခွန်၃လုံးခွန်အဲ့ဒီခွန်ကတစ်နှစ်ကြောင်မှာခွန်ထိတ်ကို ဒီလိုခွန်ထိပ်စပေါ်ရတယ်ဒီ3လုံးရှိအခွေနဲ့ကိုသူကအဲ့လိုအတိအကျပေါ်လာပြီးတော့အဲ့ခွန်ကသူ့ရဲ့တစ်နှစ်ကျော်မှာခွန်ဘရိတ်ပြန်ရတဲ့အချိန်မှာ၄ခါပိုင်တည်နဲ့ခွန်ဘရိတ်ကိုရိုက်တယ်။ဘာမှရိုက်လဲ၄ခါယူထားတာဖြစ်တဲ့အတွက်ဘရိတ်၄ရဲ့ဘေးမှာရိုက်လိုက်တာဖြစ်တယ်။အဲ့ဒီကိုရိုက်လိုက်ပြီးဆိုအဲ့ဒီနှစ်ထဲမှာအဲ့ဒီနှစ်ထဲမှာအဲ့ဒီနှစ်ထဲမှာရတယ်နော်။အဲ့ဒီနှစ်ထဲမှာဒီမှာ၄နောက်ပိတ်နဲ့၄နောက်ပိတ်နဲ့ကဏ္ဍတက်ွက်ပေါ့ဗျာနော်၄နောက်ပိတ်နဲ့ကဏ္ဍတက်ွက်ဒီသူ့ရှိနေတဲ့ကသူ့ရှိနေတဲ့က၄နောက်ပိတ်နဲ့ကဏ္ဍတက်ွက်ဒဲရိုက်ရမှာဖြစ်တယ်။ဒီမှာ၄နောက်ပိတ်နဲ့ကဏ္ဍတက်ွက်ကိုဒဲရွှေ့ရဖြစ်တယ်။ တက်ရွှေ့ရမှာပေါ့ဗျာနော်ဒါဆိုရင်ကျွန်တော်ကဒီရောက်ကက်က3လုံး6 2လုံး6 3လုံး6အဲ့ဒီ6ကတစ်နှစ်ကျော်မှာ6ထိပ်ကိုဒီလိုပုံစံဒီလို3လုံး8လို့ခွဲပြီးတော့၄ချိန်မြောက်မှာ तू ကအတိအကျရိုက်ခဲ့ပြီဆိုရင်အဲ့ဒီ6ရဲ့လောက်ဆောင်ချက်က तू ရဲ့နောက်တစ်နှစ်ကျော်မှာ6ပရိတ်လို့ तू ကရိုက်ခဲ့တဲ့အချိန်မှာ၄ခါပိုင်တင်နေရိုက်တယ်ဘယ်မှာရိုက်လဲပရိတ်၄ရဲ့ဘေးမှာပဲအဲ့ဒီ၄ရဲ့ဘေးမှာ၄ခါပိုင်တင်နေအဲ့လိုရိုက်ခဲ့တာဖြစ်ပြီဆိုရင်အဲ့ဒီနှစ်ထဲမှာကျွန်တော်၄နောက်ပိတ်နဲ့ခဏတက်ကွက်ဒီ तू ရှိနှစ်ကခဏတက်ကွက်ကိုဒဲရွှေ့ရမှာဖြစ်တယ် တဲရွှေမှာဖြစ်တဲ့အတွက်သူရှိနှစ်က၄နောက်ပိနေကဏ္ဍတကောကိုလိုက်ရှာတဲ့အချိန်မှာဒီမှာတဲရွှေရမယ်ကဏ္ဍပေါ့နော်9 3 4ဆိုတော့တစ်ခွက်ရှိတယ်နောက်တစ်ခွက်ဒီ3 4 4ဆိုတာဒီမှာ4နောက်ပိနေကဏ္ဍ2ခွက်ပဲရှိတယ်2ခွက်ဟိုဘဲခွက်ကိုကျွန်တော်ဒက်ရွှေရမယ်ပေါ့ဗျာနော်ဘဲခွက်ကိုဒက်ရွှေရမယ်ဘဲချိန်မှာရွှေရမယ်ဆိုတော့ဟုတ်ဒါပြရတော့မှဖြစ်တယ်ပြရတော့မှဖြစ်တယ်ဆိုတော့အဲ့ဒီဟာလေးကဟိုဟာဟာပေါ့ဗျာနော်ကျွန်တော် comment လေးဘယ်လိုမှတ်ထားလဲကျွန်တော်မဖတ်ရသေး ကျွတ်ကျွတ်ရလဲဟိုဒီ Facebook ကအဲ့ဒီနိုင်လုံးဝမကောင်းအကြည့်လို့မလာတာပေါ့ဗျာနော်ကျွန်တော်ကပြချင်ပါကျွန်တော်ကဒီမှာပဲပြနေကြချင်လို့ပဲနော်အဲ့တော့အဲ့ဒီချိန်မှာအဲဒါဇလန်ခဏခဏပြောနေဆိုတာအမြန်ကြီးလို့ပြောတာပေါ့ဗျာနော်အဲ့ဒီရတယ်ပဲစပြလိုက်ဒီ၃လုံး၈လုံး၈လုံး၈တလုံး၈၈ထိတ်နဲ့၃လုံး၈နဲ့ဟို break ရှစ်လို့ဒီမှာဒီနေ့ကြောင့်မရိုက်တယ်၄ခါပိုင်ကျင်တယ် break ၄ရက်ပေးမှရိုက်ခဲ့ပြီဆိုရင်အဲ့ဒီနှစ်ထဲမှာ၄နောက်ပိတ်နဲ့ခဏတက်ွက်သည်၄နောက်ပိတ်နဲ့ခဏတက်ွက်သည်သူ့ရှစ်နှစ်ကခဏတက်ွက်ကိုဒဲရွှေ့ရမှာဖြစ်တယ်ဘယ်ခဏလဲတဲ့ ဘယ်ကနေလဲဆိုတော့ဒီမှာ grade 1 grade 2 grade 1เนาะ grade 3ခု grade 3ခုဆင့်ထောင်ထားတယ် grade 3ခုက4အဲ့ဒီ4ကသူ့ရဲ့ဇောင်းမှာ grade 3ခုပေါင်းခြင်းကရှင်းပေါင်းနှစ်ခုပေါင်းခြင်း4လို့ပြန်ဖြစ်ထားရမယ်เนาะဒီ grade 3ခုပေါင်းခြင်းက grade 1 grade 1ကဲ grade 1ကဲ grade 1ကဲ ပရိသုံးခုပေါင်းခြင်း၄ရသူဆောင်းမှာရှေ့ပေါင်းတစ်ခုပေါင်းခြင်း၄လို့ပြန်ဖြစ်ထားတယ်အောက်မှာရှိနေတဲ့လေးနောက်ဘက်နဲ့ဒီခဏန်းကိုသူရွှေ့လိုက်တာဖြစ်တယ်နော်ရွှေ့လိုက်တာဒဲရွှေ့လိုက်တာဖြစ်တယ်ဒါဆိုဒုတိယတကက်ကိုကြည့်လိုက်အောင်ဒုတိယတကက်ကိုဒုတိယတကက်ကလည်းအလိုပေါ်ပြန်နော်ညောဘယ်လိုသွားမလဲဆိုတော့ဒီ၃လုံးခုံ၄လုံးခုံ၃လုံးခုံကြောင့်တစ်နှစ်ကျော်မှခုံထိတ်ကိုဒီလို၃လုံး၈ပိုင်းကြီးနဲ့ကိုွေခဲ့ပြီအဲ့ခုံဖရင်ကသူ့ရဲ့နောက်တစ်နှစ်ကျော်မှနော် အဲ့ဒီ၃လုံးခုနှလုံးခုတစ်လုံးခုကတစ်နှစ်ကျော်မှခွန်ထိတ်ကိုဒီလို၃လုံး ship နဲ့ခွေခဲ့ပြီးတော့အောင်ခဲ့ပြီးဆိုရင်သူတစ်နှစ်ကျော်မှအဲ့ခွန် print ရောက် break ခွန်ဒီ၄ခါပိုင်ခြင်းနဲ့ဆော်တယ်ဘာမှဆော်လဲ break ၄ရက်ပြီးမှအဲ့လို၄ခါပိုင်ခြင်းနဲ့အောင်ခဲ့ပြီးဆိုရင်အဲ့ဒီနှစ်ထဲမှာ၄နောက်ပိုင်းကနန်းတကွက်သူ၈နှစ်ကကနန်းတကွက်ကိုရွှေ့ရမယ်ဘယ်ကနန်းကိုရွှေ့မှာလဲကြောက်ဒီမှာ break ခွန် break ခွန် break တုံးရ break တုံးခုပိုင်ခြင်းဒီ၄ရက်အဲ့၄ရက်ဒီသူ့ရဲ့ဇောင်းမှာ၈ဘောင်း၂ခုပိုင်ခြင်းပေါ့နော် ရှေးပေါင်းရှင်းနဲ့ရှေးပေါင်းချောင်းနဲ့ပေါင်းခြင်းဒီလေးလို့ပြန်ဖြစ်ထားရမယ်เนาะဒီပေ၃ခုပေါင်းခွန်ခွန်၃ညဆိုတဲ့ပေ၃ခုပေါင်းခြင်းလေးအဲ့လေးကသူ့ရဲ့ဆောင်မှာရှေးပေါင်းရှင်းနဲ့ရှေးပေါင်းချောင်းနဲ့ပေါင်းခြင်းလေးလို့ပြန်ဖြစ်ထားတယ်အောက်မှာရှိတဲ့လေးနောက်ပိုင်းနဲ့ဒီကနန်းကိုတဲ့၆ရှစ်လေးကိုသူ့ရဲ့နှောင်းနဲ့မှာကျွန်တော်ကဒဲရွှေတာဒါမှဒဲရွှေရမှာဖြစ်တယ်၆ရှစ်လေးဟုတ်ပြီเนาะဒါဆိုရင်တော့ရောက်ကြတော့အောင်ရောက်ခဲ့သည်၃လုံး၆နှလုံး၆တလုံး၆ကတစ်နှစ်ကြောင်မှာ၆ထိတ်ကိုလေးချိန်မြောက်မှာဒီလို၃လုံး၈လို့ခွေပြီးပေါ်လာခဲ့ပြီပေါ်လာခဲ့ရင်လှုပ်လှုပ်ခဲ့တဲ့ဒီ၆ဖရိတ်ကနောက်တစ်နှစ်ကြောင်မှာပဲပေါ့နော်နောက်တစ်နှစ်ကြောင်မှာပဲ၆ဖရိတ်လို့ရိုက်တဲ့အချိန်မှာ၄ခါပိုင်းတင်နေရိုက်တယ် ဒါလေးလေးရပြင်မှာရိုက်လိုက်တယ်အဲ့လေးအတန်ကိုယူထားပြီးတော့ကျွန်တော်တို့က၈နှစ်ထဲက၄နောက်ပိုင်းနဲ့ကဏ္ဍတကွာကိုဒဲရွှေမှာဘယ်ကဏ္ဍလဲဘယ်ကဏ္ဍလဲဆိုတော့ဒီမှာပရိက၁เนาะဒီမှာဒီပရိက9ဒီမှာပရိက1ပရိက3ခုပေါင်းရင်ဒီ9ရဲ့เนาะအဲ့ဒီ9ကသူ့ရဲ့ဇောင်းမှာရှေးပေါင်း9နဲ့ရှေးပေါင်း4နဲ့ပေါင်းရင်ဒီ9လို့ပြန်ဖြစ်ထားတယ်ဒီเนาะပရိက3ခုပေါင်းရင်ဒီရှေးပေါင်း9ခုပေါင်းရင်ပြန်ဖြစ်ထားတယ်အောက်မှာရှိတယ်၄နောက်ပိုင်းနဲ့ကဏ္ဍနဲ့ဒီကဏ္ဍကိုရွှေ့ရမှာလား ဒီကနေ့ရွှေရမှာလားဆိုတော့သူကအဲ့နှစ်ထဲမှာနှစ်ကွက်ထက်ထွက်တာဖြစ်တယ်နော်နှစ်ကွက်ထက်ထွက်တာဖြစ်တာကျွန်တော်နောက်တစ်ကွက်ကိုထက်ကြည့်အောင်နောက်တစ်ကွက်ထက်ကြည့်တဲ့အချိန်မှာဒီမှာရိတ်၄ပရိင္ပရိတ်၈ရိတ်၃ခုပေါင်းရင်ဒီခွန်နဲ့အဲ့ဒီခွန်ကလည်းသူ့ရဲ့ဆောင်းမှာရှင်းပေါင်း2နဲ့ရှင်းပေါင်း9နဲ့ပေါင်းရင်ဒီခွန်လို့ဖြစ်နေတယ်အဲ့လိုခွန်လို့ဖြစ်တဲ့အောက်မှာလည်း၄နောက်ပိတ်နဲ့ခန်းတဲ့ကွက်ရှိနေတာဖြစ်တယ်နှစ်ခုလုံးလားတူနေရောဗျာနော်ဘယ်ကနေယူရမှန်းမသိဘူးဖြစ်နေ ီပရိသုံးခုပေါင်းခြင်းဒီသူ့ဆောင်မှာရှေးပေါင်းနှစ်ခုပေါင်းခြင်းပြန်ဖြစ်ထားတဲ့အောက်ကကနန်းဒီလေးနောက်ဘက်နဲ့ဒီကနန်းလားနော်နှစ်ခုလုံးကလာပြီးတော့ဆိုင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကပို့ရမယ့်နေရာယူရမယ့်ထောက်ချက်တစ်ချက်ကိုအဓိကယူလိုက်တော့မယ်ပေါ့ဗျာနော်အဲ့ဒီဟာနဲ့ကျွန်တော်ကတော့ဖမ်းလိုက်တာဖြစ်တယ်ဖို့ကမှာတော့နှစ်ကောင်လုံးထိုးရမယ်ပေါ့ဗျာနော်အဲ့တော့နော်လေးနောက်ဘက်နဲ့ဗရိတ်ရှိကဟိုကနော်ဗရိတ်ရှိကလေးခါပိုင်နေတဲ့ဗရိတ်ရှိဒီသူဗရိတ်လေးရဲ့ဘေးမှာအောင်းခဲ့ပြီဆိုရင်အဲ့ဒီနှစ်ထဲမှာရှင်းနေတဲ့ရာလေးနောက်ဘက်နဲ့ကနန်းတကွယ်ပေါ့နော်လေးနောက်ဘက်နဲ့ကနန်းတကွယ်ကိုနောက်နှစ်ကိုဒဲရွှေမှာဘယ်လေးနောက်ဘက်လဲ ီပရိသုံးခုပေါင်းခြင်းသည်ဒီပရိသုံးခုပေါင်းခြင်းသည်သူဇောင်းမှာရှေးဘောနှစ်ခုပေါင်းပြီးပြန်ဖြစ်ထားမှာပေါ့နော်ပရိသုံးခုပေါင်းခြင်း၄ဖြစ်တဲ့အတွက်သူ့ရဲ့ဇောင်းမှာရှေးဘောနှစ်ခုပေါင်းခြင်း၄လို့ဖြစ်ထားရမယ်။အောက်ကခဏသူကဖြစ်တော့မယ်ဆိုရင်ねသူ့ရဲ့အပေါ်တပွဲကျော်ပေါ့နော်သူ့ရဲ့အပေါ်တပွဲကျော်မှာနောက်နောက်နှလုံးဒီခွန်လို့ပိုင်းဒီထောင်ထားအောင်မယ်ဒီခွန်ဒီမိမ့်မယ်ကျွန်တော်ရှေ့မှာပြခဲ့တဲ့ပရင်ဒီခွန်အတန်းလေးနဲ့ထောက်ချက်နဲ့ရိုက်ထားတာဖြစ်တယ်လားဒီနောက်တော့နှလုံးခွန်ဒီလုံးဝဒီ site ကအသက်ဖြစ်တယ်ပေါ့နော်အဲ့လိုခွန်လို့ထောင်ထားတဲ့အောက်တပွဲကျော်မှာရှိနေတယ်ဒီလေးနောက်ပိုင်းနေခနဲ့ကိုပဲဒဲရွှေ့လိုက်တာဖြစ်တယ်ဟောဒီခွန်ကအသက်ပဲပေါ့နော်ဒီကနှစ်ခွက်ထဲကနေတစ်ခွက်ရွေးရတာဟုတ် အဲ့တော့ဒုတိယတကက်ကလည်းနော်ဒုတိယတကက်ကလည်းခွန်ဖရင်နေကြောင်းပေါ့နော်ဗရိတ်ခွန်ခဏတကွက်ဒီလေးခါရဲ့လေးခါပိုင်းဒီနဲ့အောင်းနေဗရိတ်လေးရဲ့ပြီးမှအောင်းခဲ့တယ်ဆိုရင်အဲ့ဒီနှစ်ထဲမှာသူရှင်းနှစ်ကလေးနောက်ပိုင်းနဲ့ခဏတကွက်ဒီဒဲရွှေ့ရမယ်ဘယ်ခဏလဲဆိုတော့ကြောက်ဒီမှာဗရိတ်၃ခုပေါင်းရင်ဒီလေးအဲ့ဒီလေးကသူ့ရဲ့ဆောင်းမှာရှေ့ပေါင်း၂ခုပေါင်းရင်လေးလို့ပြန်ဖြစ်လာတယ်အောက်ကခဏအဲ့ခဏကိုယူဖို့အတွက်သူ့ရဲ့အပေါ်တပွဲကြောင်းမှာနောက်ပိုင်းနှလုံးဒီဒီမှာရှိတဲ့ငါးနောက်ပိုင်းနဲ့ဒါကကလင်တာအဆက်ဆိုရင်မနှစ်က ဒီ2017ရဲ့24ချိန်မှာ၄တုံညာနှစ်ရှိတယ်ပေါ့ဗျာနော်အဲ့လိုဒီနောက်ပိုင်းနှလုံးကြီးခွန်လို့ထောင်ထားရမယ်အဲ့လိုခွန်လို့ထောင်ထားတဲ့ကောင်ဒီ site ကအသက်ဖြစ်တယ်ရှင်းမှာကျွန်တော်ကခွန်နေနဲ့ပြခဲ့တယ်ဆိုတော့နော်အဲ့လိုနှလုံးခွန်လို့ထောင်ထားတဲ့အောက်တဘောကျော်က၄နောက်ပိုင်းနှစ်ခဏဖြစ်ရမယ်ဟုတ်ပြီနော်ဒါဆိုရင်ရပြီအဲ့ဒါကျွန်တော်တတိယကကဒီလို6 frame နေကြောက်6 frame နေကြောက်ပေါ့နော်ဒီမှာဗတိ6က၄ခါပိုင်းနဲ့ရိုက်တယ်ဗတိ၄ရဲ့ပိုင်းမှာရိုက်တယ်ရပြီဆိုသူရှင်းနေတဲ့က၄နောက်ပိုင်းနှစ်ခဏတကွက်ဒီဘယ်လိုခဏလဲ ပရိတ်၃ခုပေါင်းခြင်းသည်သူ့ရဲ့ဆောင်မှာ၈ပေါင်း၂ခုပေါင်းခြင်းနဲ့တူးနေရမယ်အောက်က၄နောက်ပိတ်အဲ့လိုဖြစ်ပြီဆိုရင်ဒေချာဝါကသူ့ရဲ့အပေါ်တပွဲကျော်ကိုကြည့်လိုက်တဲ့အချိန်မှာနောက်ပိတ်နှလုံးသည်ဒီမှာခွန်လို့ထောင်းမနေဘူး၆ကြီးဖြစ်နေတယ်ဆိုတော့ဒီကနေ့မဟုတ်တော့ဘူးဗျာနော်ဒီကနေ့မဟုတ်တော့ဒါပေမဲ့ဒီကနေ့ကရင်ထားရမယ်နှစ်ကွက်လက်ရှိတာဖြစ်တယ်တော့ဗောနော်အဖြစ်မနေရင်ရမယ်ကနေ့ဖြစ်တယ်ရင်ရမယ်ကိုတင်ထိုးရမယ်ဗောနော်နောက်တစ်ခုကိုကြည့်လိုက်အောင်နောက်တစ်ခုကလည်းဒီမှာပရိတ်၃ခုပေါင်းခြင်းသည်၈အခွန်နော်ပရိတ်၄ရယ်ပရိတ်၅ရယ်ပရိတ်၈ရယ် ဒီငါရှေ့ပေါင်းကြီးပလေသုံးလုံးပေါင်းကြီးခွန်ကသူ့ဆောင်မှာရှေ့ပေါင်းနှစ်နဲ့ရှေ့ပေါင်းငါးနဲ့ခွန်တို့ပြန်ဖြစ်ထားပြီဖြစ်ထားပြီသူ့ရဲ့အောက်မှာလေးနောက်ပိတ်နဲ့ကနဲလောက်ကလည်းထိုင်ထားပြီဒီကနဲကိုဟုတ်မဟုတ်သေးကြအောင်ကျွန်တော်အတီးပြုတ်တဲ့အချိန်မှာအောက်ပေါ်တပွဲကျော်မှာနောက်ထောင်နှလုံးဒီလုံးဝသူခွန်တို့ထောင်ထားပြီဖြစ်တယ်ခွန်တို့ထောင်ထားဖြစ်တဲ့ဒီကနဲကိုပဲကျွန်တော်တို့ကပိုးရမယ်ကနဲကိုရပြီပေါ့ဗျာနော်လုံးဝပိုးရမယ်ကနဲကိုကျွန်တော်ကတွေးလိုက်ပြီဖြစ်တယ်ဒီတော့နှလုံးကုန်ထောင်ထားတဲ့ကောင်ကြီးအသက်ဖြစ်နေရပေါ့နော်အဲ့ဒီခွန်ရဲ့ထောက်ချင်တဲ့အပေါ်အောက်တပွဲကျော်မှာရှိတယ်ရေရှိကိုဒီကနန်းတကွက်လေးနောက်ပိတ်နဲ့ကနန်းတကွက်ကိုကျွန်တော်ကဒက်ရှ်ရတော့မှာဖြစ်တယ်။၃ညလေးလေးကိုဒက်ရှ်ရမှာဖြစ်တယ်။ ရွှေ့ရမယ်ဘယ်နေရာရွှေ့မှာလဲဟုတ်ပြီနော်ဘယ်နေရာရွှေ့မှာလဲဆိုတော့အဲ့တော့ဗောနော်ဒီပရိတ်၃ခုပေါင်းခြင်း၄သည်သူ့ရဲ့ဇောင်းမှာရှေ့ပေါင်းနှစ်ခုပေါင်းခြင်း၄လို့ပြန်ဖြစ်တာလေဒီအောက်ကကနန်းအပေါ်တပွဲကြောင့်မှာနောက်ထပ်နှလုံးဒီခုံလို့ထောင်ခဲ့ပြီဆိုရင်ဒီကနန်းကသူ့နှောင်းနှစ်ကိုရွှေ့ပြီဘယ်မှာရွှေ့မှာလဲနှလုံးခုံလို့ထောင်ခဲ့ရတဲ့ကောင်ကအသက်ဆိုတာဖြစ်တဲ့အတွက်နောက်ထောင်သုံးလုံးဒီခုံလို့သူထောင်ထားရမယ်နောက်ထောင်သုံးလုံးဒီခုံလို့ထောင်ထားရမယ်အဲ့တော့တော့ဒီခုံလို့ထောင်ရတဲ့တစ်ချက်တည်းမရဘူးသူ့ရဲ့ခုံရဲ့အောက်မှာပဲနောက်ပေါင်းခုံလို့ဆင့်ရိုက်ကြမှာဖြစ်တယ်ခုံနှစ်ချက်ဆင့်ရိုက်ကြမယ်အဲ့လိုခုံနှစ်ချက်ဆင့်ရိုက်လိုက်တဲ့ဇောင်းမှာထွက်ရမှာဒီဇောင်းမှာထွက်ရမှာ နော်ဒီကနေအငားလေးကိုတဲဖြုတ်လိုက်တာဖြစ်တယ်နောက်ထောင်သုံးလုံးဒီခွန်အဲ့ခွန်ဒီအောက်မှာနောက်ပေါင်းခွန်လို့ဆင့်ရိုက်ရမယ်ပဲဗျာတနည်းအားဖြင့်ကျွန်တော်ကဒီလေးနောက်ပိုင်းနဲ့ကနေကိုရှေ့မှာဖြစ်တဲ့အတွက်နောက်ထောင်သုံးလုံးခွန်နဲ့ဒီနောက်ပေါင်းခွန်နဲ့ဒီလေးဆိုတာဖြစ်သွားတယ်အဲ့ဒါဒီလုံးဝအတိပ္ပယ်ရှိသွားပြီဖြစ်တယ်ပေါ့နော်ရှေ့သွားဖြစ်တဲ့အတွက်သူ့ရဲ့နှစ်ချင်းဖရင်ကကျွန်တော်တို့ကဒီရှစ်ဖရင်ယူထားတာပေါ့ဗျာနော်သုံးလုံးရှစ်နှလုံးရှစ်တစ်လုံးရှစ်ရှစ်ဖရင်ယူထားတာဗျာသူကနှစ်ချင်းလိုင်းရဲ့အထောက်ဒီအထောက်ကနှစ်ချင်းနဲ့ထောက်ထားတာဖြစ်တယ်ပေါ့နော်ဒီကနေကျွန်တော်ဒီရမှာဖြစ်တယ်နော်အဲ့နောက်ထောင်သုံးလုံးခွန်ဒီနောက်ပေါင်းခွန်လို့ထောင်ထားတဲ့ဇောင်းမှာရိုက်မယ်။ရိုက်တော့မယ်ဆိုရင်ဒီနောက်ထောင်သုံးလုံးခွန်ရဲ့ဇောင်းမှာ ီဘက်ဇောင်းမှာရှေပေါင်းရှေဆိုတော့ရိုက်ထားအောင်မယ်ကျွန်တော်တို့ပရင်ကရှစ်ပရင်ဖြစ်တဲ့အတွက်ရှေပေါင်းရှေလို့ရိုက်ထားမယ်ရိုက်ပြီးရတယ်သူ့အောင်မှာခါထုခါထောင်ထားရမယ်ခါထုကလို့လည်းထောင်ထားရမယ်အဲ့ထောင်ထားတဲ့ဒီအောက်မှာငါးငါးလေးကိုတဲဖြုတ်လိုက်တော့တဲ့နော်တဲဖြုတ်လိုက်တော့တဲဖြုတ်လိုက်တော့ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ဒုတိယတကက်သွားလိုက်အောင်ရှေပဲပြန်တော့နော်ဒီဆက်ကတော်တော်ကောင်းတဲ့ဆက်အဲ့တော့တဲ့နော်ဒုတိယတကက်အနေနဲ့ကလည်းကျွန်တော်ကဒီ conference နေကြောင်းပေါ့နော် ခွန်ပရိကနန်းတကွက်ဒီလေးခါပိုင်ကြီးနဲ့ရိုက်တယ်ဘာမှရိုက်တယ်ပရိလေးရဲ့ပြီးမှာလေးခါပိုင်ကြီးနဲ့အောင်ခဲ့ပြီဆိုရင်အဲ့ဒီလေးအတန်ကြီးကြောင့်သူ့ရှေ့နေတဲ့လေးနောက်ပိုင်းနဲ့ကနန်းတကွက်ဒီတဲရွှေ့မယ်ဘယ်လေးနောက်ပိုင်းနဲ့ကနန်းလဲဒီပရိ၃ခုပေါင်းခြင်း၄ဒီသူ့ရဲ့ဆောင်းမှာ၈ပေါင်း၂ခုပေါင်းခြင်း၄လို့ဖြန့်ဖြစ်ထားတယ်ကနန်းအဲ့ကနန်းရဲ့အောက်မှာရှိတဲ့လေးနောက်ပိုင်းနဲ့ကိုတေချာဖို့သူ့ရဲ့အပေါ်တပွဲကြောင့်မှာနောက်ထပ်နှလုံးခွန်လို့ထောင်ထားအောင်မယ်အဲ့လိုခွန်လို့ထောက်ထားရမယ်ဒီကနန်းကိုကျွန်တော်တို့ကနှောက်နှစ်ကိုရွှေ့မယ်အဲ့ဒီထောက်ထားတဲ့ခွန်ကအသက်ဆိုတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့ကနန်းထုတ်တော့မယ်ချိန်မှာအဲ့ကနန်းထုတ်တော့မယ်ချိန်မှာနောက်ထောင်၃လုံးဒီလုံးဝသူခွန်ပြန်ထောင်ထားရမယ်နောက်ထောင်၃လုံးဒီခွန်ထောင်ထားရမယ် အဲ့လိုခွန်ဒီတစ်စင်းနဲ့ထောင်လို့မရသေးဘူးအဲ့တော့၃လုံးခွန်ရဲ့အောက်မှာနောက်ပေါင်းခွန်လို့သူစင့်ရိုက်ကအောင်မှာဖြစ်တယ်စင့်ရိုက်လိုက်တဲ့ဒီဆောင်မှာမှာအဲ့ဒီ68လေးကိုဖြုတ်လိုက်တော့တယ်နော်အဲ့68လေးကိုဖြုတ်လိုက်တော့နော်အဲ့တော့ဒီနောက်ထောင်သုံးလုံးတနည်းအားဖြင့်ဒီနောက်ထောင်သုံးလုံးခွန်နဲ့ဒီနောက်ပေါင်းခွန်နဲ့ဒီ၄ဆိုတာဖြစ်တယ်ကျွန်တော်ယူဆော့ရမယ်ခဏလေး၄နောက်ပိတ်နဲ့အတန်ဖြစ်နေတာဖြစ်တယ်ဒီခဏကဒီလုံးဝအထိပ်ပဲရှိသေးတယ်နော်နောက်လည်းသူကနှစ်ချင်းလိုင်းရဲ့အထောက်ကလည်းဒီနောက်ထောင်သုံးလုံးခွန်ရဲ့ဇောင်းမှာ print ဒီခွန် print ဖြစ်တဲ့အတွက်ရှေ့ပေါင်းရှေ့ပြီးတော့ရှေ့ပေါင်းခွန်လို့သူကထောက်ထားအောင်ဖြစ်တယ်ရှေ့ပေါင်းခွန်ရှေ့ပေါင်းခွန်ရဲ့အောက်မှာလည်းခါးတူကကြီးသူထောင်ထားသေးတယ် ထောင်ထားတဲ့ဒီအောက်မှာအဲ့ခဏကိုဖြုတ်လိုက်တော့68လေးကိုတဲပဲဖြုတ်ချလိုက်တော့တယ်နော်ဖြုတ်ချလိုက်တော့ဖြစ်တယ်ဝေကနန်းရှင်ပြပါလားဝေကနန်းနေအများကြီးပဲနော်အမလိုင်းကိုတင်မိထားတာလေအဲ YouTube မှာတက်ကြည့်လိုက်ဝေကနန်းဒဲမွေးတဲ့ site တွေကတပတ်ကွယ်ဖော်မွေးတဲ့ site တွေရောဟိုဟာတွေရောကုန်သုံးတဲ့တွေရောပြထားတယ်နော်ဒါဆိုကျွန်တော်ကကြည့်လိုက်ရအောင်ဒီနှစ်ထဲမှာပါနော်ဒီ6 plate နေကြောင်းဒီ6 plate နေကြောင်းအဲ့ဒီ6 plate ခဏတက်ကွက်ဒီလေးခါပိုင်တင်နေရိုက်တယ်ပရိတ်လေးရဲ့ပြီးမှာအဲ့လိုလေးတန်နေရိုက်ခဲ့ပြီဆိုရင်သူရှင်းနေက၄နောက်ပိုင်းနေခဏတက်ကွက်၄နောက်ပိုင်းနေခဏတက်ကွက်က ဒီကနေ့မဟုတ်ဘူးပေါ့နော်ကျွန်တော်ကဒီကနေ့ကိုအတီးပြူထားတာဖြစ်တယ်ဒီပရိတ်၄ပရိတ်၅ပရိတ်ခွန်ဆိုတဲ့ပရိတ်၈ဆိုတဲ့ပရိတ်၃ခုပေါင်းကြီးခွန်အဲ့ဒီခွန်ဒီသူ့ရဲ့ဇောင်းမှာရှေးပေါင်းနဲ့ရှေးပေါင်းကနဲ့ရှေးပေါင်းနှစ်ခုပေါင်းကြီးခွန်လို့ပြန်ဖြစ်ထားတယ်အောက်မှာရှိနေတယ်၄နောက်ပိုင်းကနန်းဒီကနေ့ရိုက်ဖို့သူ့အပေါ်တပွဲကြောင့်မှာနောက်ထပ်နှလုံးကြီးခွန်လို့သူကထောက်ထားအောင်မှာဖြစ်တယ်ဒီထောက်ထားတဲ့ခွန်ကအသက်ပေါ့နော်အဲ့ကောင်ကလုံးဝသူ့ကိုပြန်ပို့ရမယ့်နေရာကိုထောက်ထားရမယ့်ကနန်းဖြစ်နေတဲ့အတွက်အဲ့ကနန်းထွက်တော့မယ်ဆိုရင်နဲ့နော်အဲ့ကနန်းဒီ၃၄၄ဒီထွက်တော့မယ်ဆိုရင်ဒီနောက်ထောင်၃လုံးကြီးခွန်လို့ထောင်ထားရမယ်နောက်ထောင်၃လုံးကြီးခွန်လို့တစ်ချက်တည်းထောင်လို့မရဘူးသူ့ရဲ့အောက်မှာနောက်ပေါင်းခွန်လို့ဆင့်ရိုက်ကြမှာဖြစ်တယ် ဆင်းရဲကမှဖြစ်တဲ့ဇောင်းမှာဒီဇောင်းမှာမှာအဲ့လိုမျိုးဒီတုံညာလေးလေးဆိုတဲ့ကဏ္ဍကိုလုံးဝကိုသူကတဲရှုရတော့မှဖြစ်တယ်เนาะဒါကိုဘာလို့လဲဒီဒီနောက်ထောင်သုံးလုံးခွန်နဲ့အောက်ကနောက်ပေါင်းခွန်နဲ့ဒီလေးလို့ဖြစ်သွားတာဖြစ်တဲ့အတွက်ကျွန်တော်က၄နောက်ပိုင်းဒီကဏ္ဍကိုတဲရှုရမှဖြစ်တဲ့အတွက်လုံးဝအတိတ်ပဲရှိသွားပြီเนาะနောက်လည်းနှစ်ချင်းလိုင်းနေနေသူ့ရဲ့ frame က6ဖြစ်တဲ့တော့ဗောနော်ဒီနောက်ထောင်သုံးလုံးခွန်လို့ထောင်ထားတဲ့ဇောင်းမှာရှေးပေါင်းရှေးပေါင်းခွန်ပြီးတော့ရှေးပေါင်း6လို့သူကလုံးဝကိုသူတိကျစော်ထားတယ် ရေပန်းချလို့ဆော့ထားတယ်ပြန်အောက်တွေအောက်မှာခါတစ်ခုကဆိုတာလည်းအချိန်မီလေးလာပြီးတော့ထောင်မီလိုက်ပြီးဖြစ်တယ်။ထောင်မီလိုက်ပြီးဖြစ်တယ်ဒီအောက်မှာမှာဒီကနန်းမှာဒီကနန်းကိုကျွန်တော်တီးထုတ်ရတော့မှာဖြစ်တယ်ပေါ့နော်။အဲ့တော့ဟိုနေ့က YouTube မှာကျွန်တော် all လို့ရေးပေးရတယ်။အဲ့လိုရေးလိုက်ပေးပြီးပြီးတဲ့ပြီးတော့အဲ့ဒီဖိုင်ကတစ်ခါလေးပြုတ်ထုတ်အောင်ဖြစ်တယ်ပေါ့နော်။အဲ့တော့ဒါမဲ့တခုပြောချင်တာရှိတာကကျွန်တော်ဒီမှာဆော့ခဲ့တဲ့ကနန်းကဒီကနန်းကိုကြည့်လိုက်မယ်။ဒီမှာကြည့်နော်။ ဗရိတ်၃ခုပေါင်းခြင်း၄ဗရိတ်၃ခုပေါင်းခြင်း၄ရာရှေးပေါင်းနှစ်ခုပေါင်းခြင်း၄လို့ဖြစ်ထားတာ။၄လို့ဖြစ်ထားတဲ့ဒီအောက်ကခဏယူတာပေါ့နော်။တနည်းအားဖြင့်ဒီဗရိတ်၃ခုပေါင်းခြင်း၄နဲ့ရှေးပေါင်းနှစ်ခုပေါင်းခြင်း၄နဲ့ပေါင်းခြင်း၈ဆိုတဲ့ကောင်ကတစ်ချက်ရှိနေတယ်ပေါ့နော်။အဲ၈ကကျွန်တော်ဒီမှာ၈ထက်စီစဖို့ရခြင်းမှာသုံးလုံး၈လို့ဘန်ဒီခွေခဲ့တဲ့၈ပေါ့နော်။အဲ၈ဖြစ်ခြင်းအဲ့နှစ်ခုပေါင်းခြင်း၈ဖြစ်နိုင်တာတခုတော့ရှိတယ်နော်။သူ့ရဲ့ပြစ်ချက်ကပြစ်ချက်မဟုတ်ဘူးပေါ့နော်။နောက်တစ်ခုကထုံနိုင်နေတယ်ဆိုတော့ပြောပြတာ။ဒီဗရိတ်၃ခုပေါင်းခြင်းလည်း၄တဲ့။သူ့ဆောင်းမှာလည်းရှေးပေါင်းနှစ်ခုပေါင်းခြင်း၄လို့ရတယ်။၄၄နှစ်ခုပေါင်းခြင်းဒီ၈ဆိုတာဖြစ်ထားတယ်နော်။ဒီကွန်ထိတ်ကိုပေါ်တဲ့အချိန်မှာဒီသုံးလုံး၈ဘန်ဒီခွေခဲ့တဲ့အတွက်အဲ့လိုဖော်ခဲ့သေးတာဖြစ်တယ်။အဲ့အောက်ကခဏ ဒါဆိုရင်ဒီကနေ့ကတော့အဲ့လိုမျိုးဖိုးလို့ရနေတယ်ပေါ့ပါလို့လဲဆိုတော့ဒီပရိသုံးခုပေါင်းခြင်းက9သူ့ရဲ့ရှေ့ပေါင်းနှစ်ခုပေါင်းခြင်းလည်း9 9နဲ့9နဲ့ပေါင်းခြင်းဒီ10ဖြစ်နေတယ်အဲ့10ဖြစ်တဲ့ဒီအောက်က9တုံညာလေးကလုံးဝသူကပယ်ရမယ်ခဏမဟုတ်ဘူးပေါ့နော်လုံးဝထိုးအောင်မခဏဖြစ်နေတယ်9တုံညာလေးကလည်းထူထူလေးထိုးရမယ်ခဏပေါ့ဗျာနော်ကိုကိုလို့သူကလာထောက်ထားတာဖြစ်တယ်။ရှေ့ကနှစ်ကက်မှလေးလေးထောက်ထားတယ်။သူကတော့ဒီပရိသုံးခုပေါင်းခြင်းကိုရှေ့ပေါင်းနှစ်ခုပေါင်းခြင်းကိုလို့ကိုကိုထောက်ထားတယ်ရှေ့ပေါ့ဗျာနော်ရှေ့အတန်လို့ထွက်သွားတယ်။ထွက်တဲ့အတွက်ဒီကနေ့ကလည်းထိုးတဲ့ကနေဖြစ်တယ်။ဒါမှမဟုတ်ကျွန်တော်တို့ကပိုးရမယ့်နေရာက ပို့အပ်မယ့်နေရာကဒီ3လုံးခုနဲ့နောက်ပေါင်းခုနဲ့ဆင့်ရိုက်တာအမယ့်နေရာဖြစ်တဲ့အတွက်သူ့ကိုကဏန်းကိုယူလိုက်တဲ့အချိန်မှာအဲ့ဒီအပေါ်တစ်ဘက်ကျမှာနောက်ထောင်လုံးခုလို့ထောင်ထားမယ်ကောင်ကအသက်ပဲပေါ့ဗျာနော်ဒီခုနဲ့ပဲကျွန်တော်ကရွေးထုတ်လိုက်တာဖြစ်တဲ့အတွက်အဲ့ဒါမှလည်းဒီနောက်ထောင်နော်ဒါမှလည်းနော်အဲ့ဒါမှလည်းဒီနောက်ထောင်3လုံးခုနဲ့နောက်ပေါင်းခုနဲ့ဒီနှစ်ခုကိုဆင့်ရိုက်ထားတာဖြစ်တဲ့အတွက်ခုခုပေါင်းချင်း4ဆိုတဲ့အတန်ထွက်နေရတာဖြစ်တဲ့အတွက်ဒီနေရာမှာပို့အပ်မယ့်နေရာလုံးဝကွတီဒီတနေရာလေးပဲရှိတယ်ပေါ့ဗျာနော်အဲ့တော့9 3ညာ4ရာလည်းထူးထူးရှင်းရမယ်ဗျာအရင်မဖြစ်ရင်9 3ညာ4ရာလည်းရှင်း ော်ဒီကောင်အော်ပဲနော်ကျွန်တော်ကမန်မာဝင်နေရကျွန်တော်ဒီကနေအောင်တော့ကျွန်တော်မန်မာကနေမှာထည့်မပေးလိုက်ဘူးနော်ဒီ site ကဟိုတနေ့မှာညဘက်ကလေး site ကြည့်နေတွေ့လိုက်တာဖြစ်တဲ့အတွက်အကြီးရဲ့နောက်တနေ့ပဲ YouTube မှာတက်ပြလိုက်တာဖြစ်တယ်ပေါ့နော်တက်ပြလိုက်တာဖြစ်တယ်ဒီကနေကဟိုအထဲမှာတော့မပါပါဘူးပေါ့ဗျာနော်မပါပါဘူးဆိုမဲ့ဒီကနေကလုံးဝထိုးတဲ့နေကနေဒီတပင်ကြောင်လိုင်းမဲ့အထောက်ပံ့လည်းကျွန်တော်အဲ့ဒီကပြတ်ခဲ့သေးတာပဲနော်တပင်ကြောင်လိုင်းရဲ့အထောက်ပံ့လည်းရှိရဲဆိုတာကိုကျွန်တော်ပြတ်ခဲ့တာပဲဒီမှာတပင်ကြောင်လိုင်းရဲ့အထောက်ပံ့ပေါ့နော်ဒီမှာနောက်ပေါင်း9နဲ့နောက်ပေါင်း10နဲ့ပေါင်းရင်6လို့ဖြစ်တယ်နော်6လို့ဖြစ်တယ်6လို့ဖြစ်လိုက်တာ ਨੇ ဒီမှာ နောက်ပိတ်သုံးလုံး2ရက်6ရက်2ရက်နောက်ပိတ်သုံးလုံး30နဲ့ပရိ9နဲ့ဒီ9ဆိုတော့69တစုံနဲ့ရိုက်တဲ့ခဏအောင်နေပေါ့ဗျာနော်ဒါကအတူချုံပြခဲ့တာဖြစ်တယ်ဒုတိယတကယ်ကိုကြည့်လိုက်မယ်တပင်ကျော်လိုက်တဲ့အချိန်မှာနောက်ပေါင်း6နဲ့နောက်ပေါင်း30နဲ့ဒီလည်း6ပဲအဲ့ဒီ6လို့ဖြစ်လိုက်တာနဲ့ဒီနောက်ပိတ်2 5 6ဆိုတော့နောက်ပိတ်သုံးလုံးဒီ3အဲ့ဒီ3နဲ့ဒီပရိ6နဲ့ဒီလည်း9လို့ရိုက်ထားတယ်69တစုံနဲ့ပဲဒီလမ်းကြောင်းရှိတယ်ပေါ့နော်တစ်ချက်ထောက်ရှိတယ်တတိယတကယ်နေနဲ့ကလည်းဒီမှာနောက်ပေါင်း1နောက်ပေါင်း1နဲ့နောက်ပေါင်း9နဲ့ဒီလုံးဝ6ထားတယ် အဲ့လို6ထားပြီဆိုရင်ဒီနောက်ဘက်6ကဲ4ရဲ့သူ့ရဲ့မြင်းကောင်က8နောက်ဘက်6 4 8ဆိုလဲနောက်ဘက်တလုံး8နဲ့ဒီပရိတ်1နဲ့ဒီလေ6လို့6ရဲ့နှက်ခက်6လို့သူထောက်ထားတာဖြစ်တယ်ပေါ့နော်ဒီတမန်ကျော် line ရဲ့ထောက်ခက်နေရှိတယ်ဒါတို့အနည်းကဒီလောက်ပဲပြတ်လိုက်တော့မယ်ပေါ့နော်တတိယတစ်ခါနေတယ်ဒီမှာနောက်ပေါင်း8နဲ့ဒီမှာနောက်ပေါင်း8နဲ့ဒီလုံးဝသူ6ဖြစ်ထားတယ်နော်နောက်ပေါင်း8ပဲအဲ့လို့10ဖြစ်ဟာ6ဖြစ်ထားပြီဆိုရင်6နှက်ခက်9ဖြစ်ဖို့3ညနောက်ဘက်3နောက်ဘက်8နောက်ဘက်နောက်ဘက်3လုံးဒီ1အဲ့ဒီတင်တဲ့ဒီပရိရှင်းနဲ့ဒီ6လို့69တစုံထောက်ထားရမယ်ဆိုတော့နောက်ပေါင်း10နဲ့10ပရိဖြစ်သွားတာပေါ့ဗျာနော် ဒီနောက်ပိတ်တုံးလုံး338ဒီ1ဟဲ့တင်တဲ့ variation နဲ့ဒီကိုလို့ရိုက်ထားတာဖြစ်တဲ့အတွက်အဲ့တော့ဒီကိုက69တစုံနဲ့ရိုက်မယ်ဆိုရင်ဒီမှာ344လေးပေါ့ဗျာနော်ဟိုနေ့ကကျွန်တော်ပြခဲ့တာ353ကိုအဲ့ဒီဟိုကမှပြခဲ့သေးတယ်ပေါ့နော်353ကလည်းနောက်ပေါင်း10နဲ့အဲ့ကနေ site ကို dimension line မှာပြခဲ့တာပေါ့နော်အဲ့တော့ဒီမှာလည်းဒါနောက်ပိုင်းရှင်းတဲ့ variation နဲ့ဒါ dimension line ရဲ့အထောက်ပံ့လည်းရှိတယ်ဒီလုံးဝရွှေ့ရမယ့်ဒီကနေရလဲနော်ဒီဘေး3ပေါင်းချင်းခုံကိုရှေ့ပေါင်းနှစ်ခုကောင်းချင်းခုံလို့ဖြစ်ထားတယ်နောက်တော့လုံးခုံလုံးလည်းထောက်ထားတယ်အောက်တစ်ပွဲကျော်ကဒီ3ညာလေးလေးဆိုတဲ့ကနေရွှေ့ရမယ့်နေရာလဲနောက်ထောင်3လုံးခုံနောက်ပေါင်းခုံကိုဆင့်ရိုက်ထားရမယ်ဈောင်းမှာပေါ့နော် သူကနှစ်ချင်းလိုင်းနေနေရလဲရှေးပေါင်းဖရင်ဒီ6ဖရင်ဖြစ်တော့ရှေးပေါင်း6ကိုရိုက်ထားလဲခါတူကားတဲ့ဒီအချိန်မျိုးဆင့်ထောင်ထားတာဖြစ်တယ်ထောင်တာပြဒီနေရာမှာဒီနေရာကျွန်တော်ဒီထုတ်ရမယ်ခဏဖြစ်လို့ကျွန်တော် all လို့တော့ရေးပေးလိုက်တယ်ပေါ့နော်အဲတော့ကျွန်တော်နောက်နှစ်အတွက်နှုတ်ရပေါ့နော်2026တဲ့2026တဲ့မမခေါ်လဲပေါ့ဗျာနော်တနည်းစား6တောင်း6000ယူတယ်ဗျာနော်6000ယူတယ်ဒီချိန်မှာ2500နှုတ်မရှိတယ်ပေါ့ဗျာနော်ဒီနေ့စား6000ယူပါအခုချိန်ရနေစားယူတော့ဝင်လို့ရပြီပေါ့ဗျာနော်ချွန်ကြဝင်တော့ ပထမနှစ်ဝက်တစ်ဖက်ကိုဖြတ်ယူမယ်ဆိုရင်ကျွန်တော်၄တောင်းယူတယ်ပေါ့ဗျာနော်ပထမနှစ်ဝက်ပဲတချို့ကတချမ်းပဲယူတယ်ကျွန်တော်၄တောင်းယူမယ်ဗျာနော်ဒီနှစ်ကတော့ကျွန်တော်၄တောင်းယူမှဖြစ်တယ်ပထမနှစ်ဝက်ပဲဝင်မယ်ဆို၄တောင်းယူမယ်တနည်းစားလုံးယူမယ်ဆိုရင်၆တောင်းယူတယ်ပေါ့ဗျာနော်အဲ့ဒါလေးကြောင်းကြောင်းဝင်နေပေါ့ဒါမှမဝင်တယ်ဒီ Facebook ကကျွန်တော်ရဲ့စာအုပ်လိုတာကြီးတို့တွေဒီဘက်ပေါအောင်လို့ဒါအချိန်မီတက်ပြလိုက်တာပေါ့ဗျာနော်ဒီကနေ့လုံးဝကောင်းတယ်နော်ဒီကနေ့တကယ်ကောင်းတဲ့ဟိုဟာကိုပြရတယ်ဗျာသူကပို့ရမယ့်နေရာနဲ့အပို့ခံမယ့်နေရာလုံးဝကွက်တိချုပ်ထားဖြစ်တယ်ပေါ့ဗျာနော်အဲ့လိုစနစ်တကျ အချုပ်ထားတာဖြစ်တဲ့တာတပင်းကျော်လိုင်းရအထောက်ပံ့နေရလည်းရှိတယ်ဘရစ်ရှိကလည်းကောင်းတယ်တုံးရထိတ်စီကလည်းဒီတနင်္လုံးပြောင်းနေသေးတာဖြစ်တယ်တော့ဗောနော်ဒီ site ဒီဒီကနေကတကယ်ကောင်းတယ်ဒီ9000ညလေးကလည်းထိုးပြင်အောင်ထိုးရမယ်ဗောနော်သူကလည်း၈ဆိုတဲ့အတန်လေးနဲ့ရိုက်ထားတာဖြစ်တယ်တော့ဗောနော်ဒီခွန်ထောက်ချက် frame လေးကျွန်တော်ကဒီခွန်ထောက်ချက် frame လေးကိုဆွဲယူလိုက်တာဖြစ်တာဗောနော်အဲ့လို user မလိုဘဲနဲ့အဲ့လိုမျိုး၈၈ဖြစ်သွားမယ်ဆိုရင်လည်းရတာပဲဗောနော်ဘရစ်၃ခုပေါင်းကြီး၉ခြေ၁ခုပေါင်းကြီး၈ ရှေ့ပိုင်းနှုတ်ကပိုင်းကြီးကိုပေါ့နော်ကိုကိုပိုင်းကြီးရှေ့လို့ဖြစ်ထားတယ်အောက်ကဒီကနန်းလေးထုတ်လို့ရတာပဲသူထုတ်ကမယ့်နေရာတော့ကျွန်တော်က၄နောက်ပိုင်းနဲ့ကနန်းဖြစ်တဲ့အတွက်ပေါ့နော်နောက်ထောင်၃လုံးခုနဲ့နောက်ပေါင်းခုနဲ့ဆင့်ရိုက်ထားတဲ့ငါးလုံးပိုင်းကြီး၄လို့ဖြစ်ထားတယ်အောက်မှာရိုက်လို့ရတယ်ပေါ့ဗျာနော်ရတာပြတယ်လေဒီငါးသုံးညာ၄ကလည်းငါးသုံးညာ၄ကအလုံးကကိုသူကဟိုဖြစ်တယ်နော်အဲ့ဒါမှာရှေ့လို့ဖရင်ကလည်းတစ်ချက်ထောက်ထားတာဖြစ်တယ်ပေါ့နော်သူကရိုက်ချက်ရှေ့နှစ်ခုက၄၄လို့ရိုက်ထားတယ်၄၄လို့ရိုက်ထားဒီမှာဒီကိုကိုလို့ရိုက်ထားတာပြည့်သူ့ကိုလည်းဒါလုံးဝပေါ်ဆောက်လို့မရဘူးဗျာ။ကျွန်တော်ကဒီထောက်ချက်ခွန်လေးယူလိုက်တာပို့ပြီးတော့အထည်ပြရှိမှလားဆိုကျွန်တော်ယူလိုက်တာပေါ့ဗျာနော်။ဒီပင်ရောင်းလိုင်းမှလည်းရှိနေတာဟုတ် ဒီခွန်ထောက်ချက်နဲ့ပဲကျွန်တော်ပြန်ဖမ်းလိုက်တာခွန်နှစ်ဆင့်ပြန်ထောက်ပြီးတော့ဈေးမှာရိုက်မယ်ဆိုပြီးတော့ကျွန်တော်ဖမ်းလိုက်တာဖြစ်တယ်။မှန်း9340ဆိုတဲ့ကောင်လည်းဖိုးရမယ်ခဏမယ်ဖြစ်နေရပေါ့နော်။